transaction business ဆိုတာဘာလဲ transformation business ဆိုတာဘာလဲဆိုတာလေးကျွန်တော်ဒီမှာနည်းနည်းလေးပြဝေးပေးချင်ပါတယ် transaction business ဆိုတာ customer လိုချင်တဲ့အရာကိုပဲရောင်းပေးလိုက်တယ်ခြေခံအရန်ကြလွန်တယ် customer ဒါလိုချင်တယ်ညော့ဒီဥစ္စာထုတ်ပေးလိုက်တယ်အဲ့တော့ပတ်စံပေးအဲ့တော့အပေးယူတက်တက်ပဲစီးပွားရေးစံနေပေါ့ဗျာအဲ့တော့ customer တွေရဲ့ယင်တဲ့အသေးသေးရောက်နေတဲ့ business တခုတော့ဟုတ်မနေပါဘူးတစ်ချိန်တည်းမှာပဲ customer တွေရဲ့ယင်ထဲမှာစွဲမြဲသွားအောင်လုပ်နိုင်ပြီဆိုရင်အဲ့ဒီလုပ်ငန်းအဲ့ဒီ product တွေ customer တွေရဲ့နှလုံးသားထဲကိုရောက်သွားတဲ့လုပ်ငန်းတစ်ခုဖြစ်လာပါတယ်အဲ့လိုဖြစ်ဖို့အတွက်ခုနကပြောတဲ့အခြေခံအဆင့်ဝန်ဆောင်မှုနဲ့ ဲ့ပဲကျွန်တော်တို့အယောင်းဝယ်တွေလုပ်နေလို့မရတော့ပါဘူးပို့ပြီးတော့မှအဆင်မြင့်တဲ့ customer တွေရဲ့လိုအပ်ချက်တွေလိုချင်တဲ့အရာတွေကိုပါထည့်ပြီးတော့မှ value add လို့ခေါ်တဲ့ထပ်တိုးဝန်ဆောင်မှုလေးတွေပေါင်းထည့်ပြီးတော့မှလှုပ်ဆောင်တဲ့အဆင်ဖြစ်လာတဲ့ဆိုရင်မိတ်ဆွေရဲ့လုပ်ငန်းမိတ်ဆွေရဲ့ product တွေ customer တွေရဲ့ရင်ထဲကိုရောက်လာတဲ့အဆင်ကိုဖြစ်လာစေပါဒါဒီကိုယ့်ရဲ့လုပ်ငန်းကိုဝန်ဆောင်မှုအဆင်မြင့်ပေးခြင်းဖြစ်ပါတယ်ဒါဆိုလို့ရှိရင် customer တွေကပို့ပြီးတော့တတ်မိုးထားတယ်ပို့ပြီးတော့မှပတ်စံထပ်ဒီလုပ်ငန်းတွေဒီလိုမျိုးသူတို့ပေးတဲ့ဝန်ဆောင်မှုတွေကိုသူတို့ကပို့ပြီးနှစ်သက်ပါအဲ့ဒီအတွက်ကိုယ်ဒီ customer တွေရဲ့ရင်ထဲနှလုံးသားထဲမှာ brand တစ်ခုအနေ နဲ့တိမှတ်ပြုခြင်းခံရပါတယ်။အဲဒီတော့ကျွန်တော်တို့လုပ်ငန်းတွေမှာတာမန်အယောင်အဝယ်ကနေပြီးတော့မှပို့ပြီးတော့မှအဆင့်မြင့်တဲ့ transformation business တွေဖြစ်ဖို့အတွက်လှုပ်လို့ရတာဒီတစ်ခုပဲရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့ကိုယ့်ရဲ့ဝန်ဆောင်မှု mindset တွေကိုမြင့်တင်ပြီးတော့မှဖြည့်ဆွက်လှုပ်ဆောင်ပေးရတာပဲဖြစ်ပါတယ်။အဲ့ဒါဒီကိုယ်တယောက်တည်းသိနေလို့မရပါဘူး။ကိုယ့်ရဲ့ team member တွေအကုန်လုံးကအဲ့ဒီ mindset အဲ့ဒီခံယူချက်နဲ့အလုပ်လုပ်တယ်ဆိုတဲ့ပုံစံဖြစ်နေမှသာလျှင်ပြောင်းလဲမှုအဆင့်မြင့်တင်ထားတဲ့ဝန်ဆောင်မှုတစ်ခုကိုဖန်တီးနိုင်ပါလိမ့်မယ်။အဲ့တော့ပေါင်းမှုတကားဒီစကလုံးတစ်လုံးပဲပြောပါဆိုရင် service ပူကောင်းတဲ့စင်မြင့်တဲ့ဝန်ဆောင်မှုတွေပူကောင်းတဲ့ service တွေရလတ်ကောင်းတွေဖန်တီးခြင်းနဲ့မိတ်ဆွေတွေလုပ်ငန်းရှင်တွေရှိတယ်ဆိုရင်ကျွန်တော်တို့လာမယ့်လာထဲမှာ riser service လို့ခေါ်တဲ့ဝန်ဆောင်မှုအစင်မြင့်တင်ခြင်းဆိုတဲ့တင်တန်းလေးရှိပါတယ်ဒီတင်တန်းလေးကမိတ်ဆွေရဲ့တာမန်ဝန်ဆောင်မှုပေးတဲ့နေရာတွေမှာအစင်မြင့်တဲ့ဝန်ဆောင်မှုပေးခြင်းဆိုတဲ့အရာကိုပြောင်းလဲပေးနိုင်ပါလိမ့်မယ်အဲ့တော့ကိုယ့်ရဲ့တင်းမမာတွေကိုယ့်ရဲ့ဝန်ထမ်းတွေမှာ service နဲ့ပတ်သက်ပြီးလိုအပ်ချက်တွေရှိနေသေးတယ်ဆိုရင်ဒေချာပေါင်းကိုယ့်ရဲ့တင်းမမာတွေကိုဝန်ဆောင်မှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေတင်ပေးတဲ့တင်တန်းကိုလှုပ်ပါကျေးဇူးတင်ပါတယ်